ားလုံးပဲမင်္ဂလာပါရှင်အခုလိုမျိုးလေးမိုးအေးအေးလေးနဲ့ရာသီဒီလိုမိုးရာသီလေးမှာပေါ့နော်အခုလိုမျိုးချင်းငန်ဆက်ကလေးချင်းငန်ဆက်ကြက်တောက်ဆန်းလေးပေါ့နော်ချက်စားကြည့်ကြပါမယ်လို့ပထမဆုံးကြက်တောက်ရေးစေးထားပါမယ်ဒီကရနော်ဒီပောင်းရပစ္စည်းတွေဖြစ်တဲ့ကြက်သွန်ကြီးကြက်သွန်ဖြူငရုတ်သီးကိုပေါ့နော်ဒီထားမယ်ကြက်သွန်ဖြူကိုတော့ထောင်းထားပါမယ် ဒီချင်းငန်းစလေးချက်စားမှဖြစ်တဲ့အတွက်မကြီးကြီးကိုလည်းပြောထားပါမယ်ပြီးတော့ဒါဖယုံတခွားသီးလေးပေါ့နော်ဖယုံတခွားသီးလေးလည်းလီထားပါမယ်ဒါရင်နနံပင်လေးလည်းအုပ်ဖို့အတွက်လီထားပါပြီးတော့ရင်တော့ဟင်းစားချက်ဖို့အတွက်ဒေအိုးကိုပြင်ဆင်ပါမယ်ဒေအိုးတွေကိုစောနာရေးစေးထားတဲ့ချက်သားကိုထည့်ပါမယ် ီစွာရင်တော့ချက်သားလေးကိုစအနည်းငယ်ထည့်ပါမယ်ဟဲ့အချိုမိုးကြိုက်နေတဲ့သူကသူကတော့အချိုမိုးအရတာမို့ထင်နိုင်ပါလေ။ဒါရင်နနွေးမုတ်ထည့်ပါမယ်။ဒါတော့ချက်သားမို့နင်းနေထည့်ပါလေ။ ီတော့ရင်အနေငယ်ငပိနေငယ်လေးထည့်ပါမယ်ဒီမှာဟိုမြမားငပိမရှိတော့ထိုင်းငပိကိုပဲသုံးထားပါတယ်ဆိုရင်တော့ဒီရတာအားလုံးကိုနှက်ဆက်ပြီးတော့ဝင်သွားအောင်လို့ပေါ့နော်။နေနှက်ပါမယ်။ဒီညမှာအနည်းငယ်အချိန်ပေးပြီးတော့နှက်ထားရင်ရတာပိုကောင်းနိုင်ပြီမယ်။ဒီမှာနည်းနည်းအချိန်ပေါ့နော်။အချိန်သိမ့်မရတာနေပဲတစ်ခါလေးတန်းပြီးတော့ချက်ပါမယ်။ အရသာကိုကိုချိုင်းနေတယ်လို့နေနှက်ပြီးသွားပြီဆိုရင်တော့ဆောနာလီဖြစ်ထားတဲ့ဒီချက်သွန်နီးနဲ့ပြီးတော့ချက်သွန်နီးနဲ့အတူချက်သွန်ဖြူလေးတစ်ခါလေးထည့်ပါမယ်။တဝက်စီပဲထည့်မယ်ပေါ့နော်။တဝက်ကိုချန်ထားပါမယ်။ချက်သွန်ဖြူလေးတဝက်ပဲထည့်ပါမယ်။ပြီးတော့ရင်တော့ဒီအပေါ်ကနေပေါ့နော်။စီကိုကိုချိုင်းနေတဲ့တလို့ပေါ့အနည်းငယ်ထည့်ပေးပါမယ်။ ီထည့်ပြီးသွားရဆိုရင်တော့ဒဲအိုးကိုအပူပေးပါမယ်။ဒဲအိုးအပူပေးပြီးသွားရင်တော့တေချာနှက်ဆအောင်ပေါ့နော်။မွေးပါမယ်။စီသက်သလိုပေါ့ချက်သွန်ဖြူချက်သွန်နီစီသက်သလိုမှအခုကတော့တခါတည်းချက်သားဟိုပါလုံချက်လုံးသလိုမျိုးပေါ့နော်။တခါတည်းစီသက်ပါတယ်။ နင်းငယ်ချက်တုံလေးလည်းအယောင်ပြောင်းလာပြီဆိုရင်ဒီအယောင်တင်မှုကိုထည့်ပါမယ်ဆိုတော့တုံထတာဒီကိုရီးယားအယောင်တင်မှုဆိုလေအနည်းငယ်ထည့်တာမျိုးတော်တော်လေးအယောင်တက်တယ်ပေါ့နော်ကျွန်မနောက်မှထည့်ပါလေပထမတချို့ကတော့ပထမဆုံးအသားနေတွေကထည့်ပြီးနေကြရမျိုးလေးရှိရပေါ့နော်တများတော့ဒီကနောက်မှပဲထည့်ပါတယ် ချစ်သူညီကိုပေါ့နော်ပုံမှန်အစီတက်တလို့မျိုးပေါ့နော်အနေထားလို့ယူရလာပြီဆိုရင်ပေါ့နော်ဒီချာလုံးချက်အနေထားလောက်ရောက်လာပြီဆိုရင်တော့ဘောကနေပြီးတော့ရေကိုထည့်ပါမယ်။ဒီနေရာတော့ဗောနော်စက်တောက်ဆင်းတဲ့ပုံစံမျိုးအရေတောက်ပုံစံလေးချက်မှာဆိုတဲ့အတွက်ရေကိုအနည်းငယ်ပိုထည့်ပါမယ်။ရေထည့်တဲ့အခါမှာလဲဗောနော်ဒီစက်သားကိုမြုပ်တဲ့အထိထည့်ရင်ဗောနော်စက်သားရဲ့ ဘောနော်အဲ့ဒီကြက်ပေါင်လုံးတစ်ခုလုံးရဲ့ဟိုအကြက်ကအရသာအကြက်ကဘောနော်ကြက်တဲ့အခါမှာအရသာအတူတူကြက်တဲ့အတွက်ရေမြုပ်တဲ့အထိပေါ့အထဲကိုအကြံပေးခြင်းပါတယ်ထည့်ပြီးသွားပြီဆိုရင်တော့ဗောနော်ခဏလေးစူပွက်လောင်လို့အဖုံးအုပ်ထားပြီးလို့လုပ်ပါတယ် ုလိုမျိုးစူပွက်လာရေးဆိုရင်တော့တစ်ခါတော့အဖုံးဝင်ဖွင့်ပြီးတော့ကြည့်ကြည့်ပါမယ်။ကျစ်သားရဲ့အနေထားကိုတစ်ချက်စစ်ကြည့်ပါမယ်။ကျစ်သားကနူးလာတဲ့အနေထားပေါ့နော်။အနေငယ်နူးလာတဲ့အနေထားဆိုရင်အဲ့ဒီအနေထားမှာချစ်တုံညီကိုထည့်ပါမယ်။ဆောနာတဝက်ချန်ထားတဲ့ချစ်တုံညီထည့်မယ်။ဒါရင်နောက်ထပ်တဝက်ချန်ထားတဲ့ချစ်တုံဖြူလည်းအတူထည့်ပါမယ်။ဒီတိုင်းပထမဆုံးတည်းကလှီထားတဲ့ဒီပေါ့နော် ်ငွေသီးစိမ်းကိုလည်းအတူတူထည့်ပါမယ်ဒီကောင်ရင်တော့ဒီအနေငယ်ပွေပေးပြီးတော့ပေါ့နော်ခဏလောက်စုပွက်လာအောင်စောင့်ပါမယ်စုပွက်လာရင်ဆိုတော့စောနောအသင့်ဖြော်ထားတဲ့မြကြီးကိုထည့်ပါမယ် ီတော့ရင်တော့အသင့်ပြင်ထားတဲ့ဖေယုံတခွားပေါ့နော်ဟုတ်ဖေယုံတခွားကိုထည့်ပါမယ်ဖေယုံတခွားကိုထည့်ပြီးတော့နင်းငယ်နှမ်းဆောက်မှုပြီးသွားပြီဆိုရင်ပြန်ပြီးတော့အဖုံးအုပ်ပြီးတော့စုပ်ွက်လာအောင်စောက်ပါမယ် ခုလူမျိုးစုပွက်လာတဲ့အနေထားရပြီဆိုရင်တော့တစ်ချက်လောက်အရသာဟိုမိစမ်းကြည့်ပါမယ်။အရသာလည်းအဆင်ပြေပြီဆိုရင်တော့အပေါ်ကနေနန်းပင်လေးကိုအုပ်ပါမယ်။နံနံပင်အုပ်ပြီးသွားရင်တော့ခဏလောက်ပြန်ပြီးတော့အဖုံဖုံထားလိုက်ပါမယ်။ဖြပီးရင်တော့အရင်အရသာရှိတဲ့ ချက်ချင်းငန်ဆက်ပေါ့နော်ချင်းငန်ဆက်ဟင်းလေးရပါပြီတကယ်တော့ထမင်းမိန်တဲ့ဟင်းလေးဖြစ်တာကြောင့်တငယ်ချင်းတို့လည်းလိုက်ပြီးတော့ချက်ကြည့်ကြည့်ပါနော်